အစ္စရေးတပ်ဖွဲ့တွေဟာ2023ခုနှစ်အောက်တိုဘာ9ရက်ကဟားမတ်စ်ရဲ့တိုက်ခိုက်မှုအတွင်းဒဇာကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ထိုင်းနိုင်ငံသားနတ်တာပုံးပင်တာရဲ့အလောင်းကို ဂါဇာကမ်းမြောင်ဒေသကနေပြန်လည်ရရှိခဲ့တယ်လို့တာဝန်ရှိသူတွေကစွန်9ရက်ကပြောပါရတယ်။အစ္စရေးစစ်တပ်နဲ့ရှင်းဘတ်ထောင်လန်းရေးအေဂျင်စီကစွန်6ရက်မှာစစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်ခဲ့ပြီးဂါဇာတောင်ပိုင်းရာဖာဒေသကနေနတာပွန်ပင်တာရဲ့အလောင်းကိုပြန်လည်ရရှိခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါရတယ်။နတာပွန်ပင်တာကို2023ခုနှစ်အောက်တိုဘာ9ရက်က Kipos Neuroops ကနေလက်နက်ကင်တွေကအသက်ရှင်လျက်ပြန်ပြေးဆွဲခဲ့ပြီးပြန်ပြေးဆွဲထားချိန်မှာတပ်ပစ်ခဲ့ကြတာဖြစ်ပါတယ်လို့စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရာဖာဒေတာမှာအထူးစစ်စင်ရဲ့အတွင်းတစားကန်ရဲ့အလောင်းကိုအစ္စရေးနိုင်ငံစီပြန်လည်တင်ဆောင်လာခဲ့ကြောင်းကာကွယ်ဝင်ကြီးအစ္စရေးကတ်ကပြောပါရယ်။နတ်တာပေါင်းဟာသူနဲ့သူ့မိသားစုအတွက်ပုံမကောင်းမွန်တဲ့အနာဂတ်ရဖို့ထိုင်းနိုင်ငံကနေအစ္စရေးကိုရောက်လာပြီးစပ်ပြွေးလုပ်ငန်းလုပ်ကင်နေတာဖြစ်ပါတယ်လို့ကတ်ကပြောကြားခဲ့ပါရယ်။ နတ်သားပုံးဟာအကျန်းဖတ်အဖွဲ့အစည်းမူဂျာဟီဒင်တပ်မဟာရဲ့ဖမ်းဆီးမှုကိုခံရပြီးတပ်ဖြတ်ခံခဲ့ရပါတယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကတခြားတပ်စားကအများပြားတေဆုံးမှုအတွက်2023ခုနှစ်ကနီယာအော့စ်ကိုဝင်ရောက်စီးနှင်းတဲ့လက်နက်ကိုင်အဖွဲ့ကိုပြစ်တင်ပြောကြားခဲ့ပါတယ်။လူသက်အဖွဲ့မူဂျာဟီဒင်အကျန်းဖတ်အဖွဲ့အစည်းဟာရှီရီအေရီယာနဲ့ကာဖီယာဘီဘတ်စ်တို့ကိုလည်းပြန်ပြီးဆွဲဖမ်းဆီးတပ်ဖြတ်ခဲ့ပြီး နောက်ဆုံးတစားကန်သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့သူတို့အလောင်းတွေကိုပြန်ပို့ခဲ့ပါတယ်။အခုတရင်ဘက်အစောပိုင်းမှာလည်း Gahat Guy နဲ့ Judy Lane Winston ရဲ့အလောင်းတွေကိုပြန်ပို့ခဲ့ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နေသာပွန်ရဲ့မိသားစုနဲ့ထိုင်းတာဝန်ရှိသူတွေက၎င်းရဲ့အလောင်းကိုပြန်လည်ရရှိထားကြောင်းအသိပေးခဲ့တယ်လို့ Israel စစ်တပ်ကဆိုပါတယ်။တစားကန်တွေနဲ့ပျောက်ဆုံးသူမိသားစုများ foreign လှူရှာမှုအဖွဲ့ကကြန့်ရှိနေတဲ့တစားကန်တွေပြန်လည်လွတ်မြောက်ဖို့အတွက်သဘောတူညီချက်တရရရှိဖို့ Israel အာဏာပိုင်တွေကိုတိုက်တွန်းခဲ့ပါတယ်။